အားလုံးမင်္ဂလာပါရှင်ဒီတစ်ခါကျွန်မတင်ဆက်ပေးချင်တာကတော့ဆရာမောင်သိက္ခာရဲ့ယေရှုလို့ပွက်ကရော့နဲ့အခြားဝတ္ထုတို့များတဲ့ကဝတ္ထုတို့ကောင်းတစ်ပုဒ်ဖြစ်တဲ့ဖျားမကြိုက်တဲ့လူစုဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါရဲ့ရှင်လိုက်ပါနားဆင်ခံစားပြီးကြပါအောင်ရှင်ဖို့ဆောင်တယောက်ယနေ့မနေ့စောစောကလူကြီးယောဂါဖြင့်ကွယ်လွန်သွားကြောင်းအပညာန်သိရသည်ဖို့ဆောင်နှင့်အပညာန်မှာဖုန်ကြီးចောင်းသားဘဝငယ်စဉ်ကလေးကចောင်းဒီဖက် ခင်မင်းရင်းနှီးကြသောငေတငေချင်းများဖြစ်ကြသည် သူနေသည်ကစကားကြီးမြို့မြို့လေအပိုင်းမှာဘို့အဘကြံတို့ဒီထိုင်ရာဇလုံဖက်တန်းရွာနှင့်တိတ်မဝေးလားအခင်အမေမပြတ်ကြတော့လဲအရောက်အပေါက်တော့နေလာသည်အဘညံအဖို့လေရေးပရေးကိုမစင်စားနိုင်တနေ့လုံးမှတနေ့စားရသည်မို့အလက်ချိန်မရှိယခုလိုတငယ်ချင်းတယောက်လုံးတေမတော့သူတေငါဖို့နောက်ဆုံးမရောက်ရောက်အောင်တော့သွားရမည် မနဲ့ပြန်ငတ်တလောက်ပိုက်ချမထွက်ပိုက်လျှော်ရမည်ပိုက်မလျှော်ရင်ပိုက်သားထူပြီးအယောက်ညူညစ်ညစ်နဲ့ငါမတူပိုက်ကိုလျှော်ဖို့ပြီးပါကဒက်ထရွန်ပိုက်ဖြူဖြူပိုက်သားပါပြီးငါတိုးလဲမြားမည်အဘညံတို့လိုတန်ငါသေးများအဖို့ပိုက်ချမထွက်ရလိထုံနဲ့အတွက်အဘညံတို့မိသားစုကဝင်ဝင်မရှိတော့ကိစ္စမရှိဝင်ငွေရအောင်တနေ့နေ့တော့ရှာရမည်အဘညံတွင် ထောင်ချီပြီးတန်သောငါတလောက်ပိုက်ကိုပိုင်မရှိစေကားမူငွေ30ကျော်ပေးဝယ်ထားသော ရင်တွန်းအဟောင်းကလေးတလက်တော်ကိုပိုင်ရှိပါသည် ရင်တွန်းဆိုဒီမှာဝလုံးနှလုံးကိုချက်ချီရှဲ့၍ထိတ်တွင်တစ်သားတန်းပါသောပိုက်ကိုရင်ဖြင့်မေး၍ကံပါဇတ်တလျှောက်တွင်လက်ဖြစ်တွန်းရသောငါဖန်ကရိယာတစ်ခုမြသာပုံတံတံပါသုံးဖက်ညီတရိကံသုံးထောင်ပုံဖြစ်သည် အနားတစ်ဖက်လင်းနှစ်ထောင်ထွားစီ အရှိညီတူရှိ၏ရည်ထဲတွင်နှိမ့်၍တွန်းရသော ရှိနေရာမှာတစ်သားတန်းကြံပြီးနှစ်ဖက်နှစ်ချက်တွင်ဝလုံး တစ်သားထန်းကိုအဘညာတို့ကရင်တွန်းဖနန်းဟုခေါ်သည် အလဲရင်ချီပိုက်ကွက်စိတ်အနေဖြင့်တထောင်နေဂွင်း30နှုံထိုးထား၍အစုပ်အပြည့်ခံနိုင်အောင်အနားတစ်လျှောက်တွင်ပလတ်စတစ်ကျူးမြင်22ပင်ပူးကိုသုံးဝင်းထပ်ထိုး၍ပေါင်များတွင်ချီနှောင်ထားသည်အနောက်ဘက်တွင်ပိုက်အိတ်ဖြစ်အောင်ရပ်ထားသည် ပလတ်စတစ်ပိုက် ရှေ့အနားတစ်သားထန်းနှင့်ကတ်ချီသည့်နေရာကိုအဘညာတို့အခေါ်ခေါင်းကြွင်း ဝါပီလုံးပီဖက်မှာအနာများကိုမိကြားကွင်းဟုခေါ်သည်ယခုလိုမိုးဥကြအီယာဝရီမြစ်ကမ်းပါတလျှောက်၆ရှောတွင်ဘဲစာမြက်များများရှိရာနေရာများတွင် ရင်တွန်းဖြစ်လိုက်တော့လေပဇွန်များငါးကလေးများဟင်းစားရမည်ရေတက်၍ဘဲစာမြက်များပုံနေလေပဇွန်များအလွန်ပေါတတ်သည်ကြောက်ပဇွန်ဆက်ပဇွန်ပဇွန်ဖြူမောက်တူမောက်ရှိစသောပဇွန်စိတ်ကလေးအမျိုးမျိုးသောဘက်ကငဖေပေါ့ ငှက်ခွန်ချံငလူးကလေးများလည်းရနိုင်သည်မနဲ့တော့ရင်တွန်းသွားတွန်းအောင်မည်ဟင်းစားနှင့်ဆံပိုးစီဖိုးတော့ရနိုင်သည်ယနေ့ညတော့ဖိုးစုံအတုပကိုခဏဖြစ်ဖြစ်ရောက်အောင်တော့သွားလိုက်မည်ဖိုးစုံဤအတုပအိမ်မိထိန်ထိန်အောက်သို့အဘညံဝင်လိုက်လိမ့်မယ်သူမကြားချင်ဆုံးသောဦးမြဤအတန်ကြီးကိုစတင်ကြားလိုက်ရသည်ဦးမြကအခြားမဟုတ်ဖိုးစုံကဲ့သို့ပင်အဘညံနှင့်ငယ်စဉ်ဖုန်ကြီးចောင်းသားဘဝကလည်း အတူတကွပေါက်တင်လာရသောငွေတငွေချင်းတယောက်သို့သောအဖညာတို့နှင့်ဘဝချင်းမတူသူက ရခင်ကလေးကမြေပိုင်ရှင်သားဖျားတကာចောင်းတကာသားမှုဖုံးကြီးចောင်းသားဘဝကပင်ခတ်ထဲထဲအပြောကြီးသည် အပြောကြီးသည်လို့ညံကလည်းကောင်းတယ်အဘညာတို့ကဖုန်ကြီးချောင်းတွင်တေစာရှင်စာရစ်တက်ယုံမြသာစာတင်ခဲ့သည်။ဥမြကတော့ဆယ်ဆောင်တွဲကုန်သည့်အထိစာတင်ခဲ့သည်။ဥမြ၏မိဘများမှထိုစဉ်ကလေအေကအတုံများများပိုင်ပြီး ရေထောက်ခများအပြင်စဘာပေများပေး၍ချမ်းသာကြွယ်ဝသောပြည်သားစုမှပေါက်ဖွားခဲ့သည်။ဥမျက်မှာယနေ့တိုင်းစဘာပေခေလေထောက်ခေမရှိတော့တော့လဲရွှေပောင်းခံငွေတူးကလေးတိတ်တဆိတ်ပေးပြီးအေးအေးစစ်စစ်နေနိုင်တော့ဘဝ။ဒါတော့စာပေဘ ഹു တုတကိုအချိန်ယူပြီးရှာဖွေဖတ်ရှုနိုင်သည်။အချိန်အားကလည်းရှိပေတကူ။အလူပွဲအတုပပွဲများတွင် အပမျှအပမျှဟူ၍ပညာရှိကဝီတစု တင်းကျူပြောရမလားအပိဓမ္မပြောရမလားဝိကျူကျင်းရမလားဝိနည်းကိုရှုရမလားလောကီလောကုတ္တရာတိုက်တပေါင်းတန်ချိုမအစဘဟုတုတကြွေကြွေနှင့်ပြောရမလားဖက်ဆောင်ရသောဥမြတာရေးနာရေးများတွင်ကုံဝါလိုက်လက်ဖက်စားလိုက်နှင့်ပြိုင်ပက်မရှိ စကားတဖောင်ဖောင်ပြောနိုင်သည်အဘညံတို့လိုလူများနှင့်ကြုံရင်လေငယ်တငယ်ချင်းမို့တတိပေးတယ်လို့လို့ဆုံးမတယ်လို့လို့နှိမ်တက်သေးသည်အဘညံတို့မှာတော့ ဘာမျှပြန်မပြောနိုင်ဖုန်းကြီးเจ้าမှတင်ခဲ့တော့မတောက်တခေါက်စားပြီးယခုတော့မိတိတိမို့ပါဇက်ဟောင်းသားသူ့လိုလဲဘ ഹു တုတကမရှိယခုလဲကြည်ပါအသက်မွေးတယ်ဆိုတာမိစ္ဆာအာဇီဝတမအာဇီဝဆိုပြီးနှမျိုးနှစားရှိတယ်ကွာမိစ္ဆာအာဇီဝဆိုတာမကောင်းတဲ့အသက်မွေးမှုပေါ့ကွာကာယဒုစရိုက်၃ပါးနဲ့ဝစီဒုစရိုက်၄ပါးစုစုပေါင်း၇ပါးရှိတယ်တမအာဇီဝဆိုတာကတော့ ကောင်းသောအသက်မွေးမှုကာယသူဇယိုက်၃ပါးနဲ့ဝစီသူဇယိုက်၄ပါးစုစုပေါင်းသူလဲ9ပါးရှိတယ်။ဦးမြသည်စကားကိုခဏရက်၍အရှိတွင်ရှိသောလက်ဖက်ကိုစွန့်ဖြင့်ကော်ပြီးစားလိုက်သည်။ဘလို့ဟာတွေလဲအဖမရရဲ့အခြေပြောပါအောင်။ဦးမြဤဘေးမှာတရားနာပရိသတ်တဦးကတိလို၍ပေးလိုက်သည်။လက်ဖက်စားပြီးသောဦးမြသည်လက်ဖက်ရည်ချမ်းခွက်ကိုလှမ်းကင်လိုက်ပြီးဟာ အကျေပြောရရင်ဒုစရိုက်၁၀ပါးကစပြီးပြောမှဖြစ်မယ်။လူတို့မပြုတ်အပ်တဲ့မကောင်းသောအချက်များတနည်းအားဖြင့်သူတော်မဟုတ် သူရုပ်မာတို့ပြုတ်လုလိုက်စားကျင့်ကြရတဲ့အတွက်အကျင့်တရားပေါ့ကွာ။အဲ့ဒါတွေကတော့ပါဏာတိပါသာသူအသက်ကိုတတ်ခြင်းအဒိဏဒါနာ သူဤအဥ္စာကိုခိုးယူခြင်းကာမေတုမိစ္ဆာစာရာသူရဲ့ကာမရာကိုပြစ်မှားခြင်းဆိုတဲ့၃ခုဟာကိုမာဖြစ်တဲ့အတွက် ကာယဒုစရိုက်၃ပါလို့ခေါ်တယ်။အတူကောက်ကပါတိန်ကာမီဒို၃ထွေမတ်လီကာယကံပေါ့ကွာ။အဖမြသည်စကားကိုခတ္တနာပြီးလက်ဖက်ရည်ချမ်းကိုချိန်ချလိုက်သည်။အေးနောက်မှဖြစ်တဲ့ဝစီကံဒုစရိုက်၄ပါကတော့မုတာဝါရမဟုတ်မမှန်သောစကားကိုပြောဆိုခြင်းပိတုနဝါစာသူနှစ်ယောက်အကြားမှာအချစ်တုံးအောင်ဂုံးတိုက်ခြင်းဖရုတဝါစာ ရုပ်ရင်တန်တန်ဆေးရည်တိုင်းထွာသောစကားများကိုပြောဆိုခြင်းတန်ဖပလပတချင်းအဲအန်ရကန်တာခြင်းအဖြင့်အချောအပြောအရှင်တပင်ပွဲလန်းလောင်းတန်းကြက်တိုက်ဖဲရိုက်ကြွေးပြက်အစစ်ကြားထိုးအကျိုးမရှိပဲသူမှိုက်တုတ်အကြိုက်ဒုစရိုက်နဲ့ဆက်သောစကားကိုပြောဆိုခြင်းပေါ့ကွာအတူကောက်ကတော့မုပိဖရုတန်ထိုလေးကန် မဆန်းဝစီကန်တဲ့အဲ့ဒီခုနှစ်ခုနဲ့အသက်မွေးတဲ့သူက မိစာအာဇီဝပေါ့ကွာသူနဲ့ပြောင်းပြန်ကတမအာဇီဝပေါ့ထိုစဉ်တူးကဒုစရိုက်စေပါဆိုတော့သုံးပါးကျန်သေးတာပေါ့အေးအဲ့ဒီသုံးပါးကစိတ်မှဖြစ်တဲ့မနောကံဒုစရိုက်သုံးပါးပေါ့အဲ့ဒါတွေကအဘိစာသူပိုင်ဥစ္စာကိုငါဟာဖြစ်လျင်ကောင်းနေစွာလို့ကြံစီတောင်းတခြင်းပြပါရ ူတပားတို့တေးချေးပြည့်စည်မှုကိုတောင်းတခြင်းမိစ္ဆာဒိဋ္ဌိမာသောအယူကိုယူခြင်းဆိုတဲ့၃ပါးပေါ့အတူခောက်ကတော့ဘိတ်ဗျာဒိဋ္ဌိ၃ပါးရှိမပိမနောကံတဲ့ထုစင်ပြီးအပညာန်ခက်ယွယွကုတ်ချောင်းချောင်းနဲ့ဝင်နာတီကိုဥမျှတွေ့သွားသည်လာဟေးဖုံးညံမင်းလည်းခုမှတွေ့ရတော့တယ်ထိုင်ကွာအရင်အလုပ်ပဲလားတိလျက်နဲ့မေးလိုက်တော့ဥမျှဤစကားကိုအပညာန်ကခတ်တူးတူးပြီး ေးဟုမရွတ်မရဲပြန်ဖြေလိုက်သည်ဒီအလောက်မှတပါဘာမှမလုပ်တတ်သောအပညာဒီလိုသာဖြေရပေမည်တို့တွေကအသက်ကြီးလာကြပြီနော်ဖုံးညံကုတူကောင်းမှုမမေ့နဲ့ကွာကံငါးပါးမှာပါနာတိပါတာဟာအရှိဆုံးကဒုစရိုက်စေပါမှာလဲသူကအရှိခပဲကွာသူကအပညာကဟာဖုံးမြရငါမှအရင်မှမရှိပဲဒီအလောက်ပဲလောက်တတ်တော့ဒါပဲလောက်ရတာဘောကွာ မင်းမလုပ်စေချင်ရင်ငါ့ကိုအရင်ကြီးထုတ်ပေးပြီးဘာလုပ်ရမလဲလို့အကြံဉာဏ်ပေးလေကွာအဘညာဤစကားကိုဦးမြကငါမလဲမင်းကိုအရင်ကြီးထုတ်ပေးလောက်အောင်မရှိပါဘူးကွာဟုတ်ခတ်တူးတူးပြန်ဖြေလိုက်သည်ထို့နောက်ဦးမြသည်လက်ဖက်ကိုတလုံးညစားပြီးသူ့ရဲ့စကားကို ဆက်လိုက်၏ပါနာတိပါတာသူတပားအသက်ကိုတတ်မှုကြောင့်ခံရတဲ့အဖြစ်ကိုဘလို့များပြထားတယ်လဲဆိုရင်ဦးမြသည်လေချောင်းကိုတစ်ချက်ရှင်းပြီး လက်ဖက်ရည်တစ်ချိတ်ကိုတောက်လိုက်ပြန်သည်ပြင်ဆစာတိတံတံပေသောမြစ်ဆနာကမိကာကုရုမဟေတာတင်ကထာစပါဏာတိပါတာဒောယကာတေဆူလူရာကတန်တရာရေအပေဘေးကိုမျောတွေးကြောက်ညောင်းသူတော်ကောင်းတို့ပါဏာတိပါတတ္တာသူဤအသက်ကိုတတ်ချင်းဤဒောတကာပြုတ်လုသူများခန်းစားရအစင်ပန်ဖြစ်သည့်အပြစ်တီကား ပေဒောစာပိတ်တာဖြစ်တယ်လေပြင်စဇာတိတတန်းအဖန်900မစ္ဆာစရေနှိပ်ပြောပါတော့ငါအဖြစ်တယ်လေပြစ္ဆာဇာတိတတန်းအဖန်900နာဂါစနဂါတိလေပြင်စဇာတိတတန်းအဖန်900မိဂါစတမင်အဖြစ်တယ်လေပြင်စဇာတိတတန်းအဖန်900ဂုရုစစိတ်အဖြစ်တယ်လေပြင်စဇာတိတတန်းအဖန်900 မဟိတ်သာစကျွဲအဖြစ်သည်လေပစ္စာဇာတိတတံအဖန်900တင်္ကထာစညေခွေးအဖြစ်သည်လေပစ္စာဇာတိတတံအဖန်900ဇာယန်တိမောက္ခမသွေဖြစ်ရကုန်ဤတဲ့ဆိုလိုတာကသူတပားအသက်ကိုတတ်သူဟာပိတ်သားငါနဂါသမင်းစိတ်ကျွဲညေခွေးအဖြစ်နဲ့အဖန်900စီဖြစ်မတဲ့ဖျားဖျားဖျား အဘညာတူတူကလေးဖျားတာမိလိုက်သည်ပိတ်တာနဂါသမင်းမြေခွေးတို့တော့ငါမမြင်ဘူးလို့မသိဘူးကျွဲတို့စိတ်တို့ဖြစ်ရင်တော့သေချာပေါက်ကလာမူတူရဲ့အသက်ကိုတော့ခံရမှာပဲကျွဲများဖြစ်ရင်မသေးခင် အလုတ်ကလည်းလောက်ရအောင်မယ်ငါများဖြစ်ရင်တော့ငါလင်းမွေမီမိန်းနဲ့ထိုးခဲ့တယ်လို့တွေနဲ့ချိတ်ခဲ့တယ်လို့အထိုးအချိတ်ခံရရင်တော့အတော်ဆုံးပါအဘညာအတော်ကလေးစိတ်အားငြေသွားသည် ထုတ်စင်ပါပြီဦးမြကစကားကိုဆက်လက်ပြန်သည်ပြီးတော့ဝီစီတရာဓမ္မဒေသနာမှာဒီလိုဆိုထားသည်တကွာအပုံညာဘိက္ခဝေဘာယက်ကအပုံညာအဘာယတောဒုက္ခံအဘယတိနာမလို့ဟောတော်မူတယ်ဘိက္ခဝေချက်သားချက်သမီးတို့အပုံညာမဖြူမစင်ညစ်ကြေးတင်နေအကျင်ပါနာတိပါသစသောဒုစရိုက်စေပါမကောင်းမှုအကုသို့တရားကို ဘာယကံမိမိကိုယ်တွင် မွေးညင်းထောင်ကျွချက်တီးထမတက်ကြောက်လိုက်ကြပါကုန်လို့အပုံညာမဖြူမစင်ညစ်ကြေးတင်တက်တဲ့အကျင်ပါနာတိပါဒစသောဒုစရိုက်စေပါမကောင်းမှုအကုသူတရားကိုအပယတ်တော်မိမိကိုယ်တွင်မွေးညင်းထောင်ကျွချက်သိမ်းထမတော့မကြောက်တော့သူမိုက်သည်ဒုက္ခငရေတရိစံပိတ်တာအတုရကေ အပယ်လေးရက်ဘုံအောက်ထန်တိုင်းမပြတ်မစဲအမြင့်ဧကန်ခံရတဲ့ဒုက္ခတွေကိုအဘယတိနာမမိမိကိုယ်ရင်းဝင်းညင်းထောင်ကျွစက်သိမ့်ထမလောက်မကြောက်တည်ပြီးမြည်တက်ချီဤတဲ့ဥမြဤပါဠိအနှက်ရွတ်သည့်အသံကတော့ကောက်လိုက်ပါပြီအဘညံမာတော့ကြောက်ပါရဲ့ဗျာကြောက်လာပါတယ်ဟူ၍သာអော်လိုက်ခြင်းသည် မရှိလို့လှုပ်ရှားရသောတငါတဲ့ဘဝကိုအဘညာအတော်ကလေးယွန့်သွားသည်ငါဘာလှုပ်ရှားရမှာပါလဲအခြားအလုပ်လှုပ်ရှားဖို့ကလည်းအရင်အနည်းမရှိတာခက်တယ်ထိုစဉ်ဥမြအားဘေးမှာတရားနာပရိသတ်တူကမေးလိုက်သောစကားကိုအဘညာစိတ်ဝင်စားသွားပြီးပြန်သည်အဘမရရဲ့ငရဲဆိုတာကဘလို့ဟာတွေလဲဗျထိုအခါဥမြကတန်ဆုံငရဲကာလတုံငရဲသင်္ကာတငရဲ ယောရုဝငရေမဟာယောရုဝငရေတမ္ပဏငရေမဟာတမ္ပဏငရေအဝီစီငရေရေလို့ငရေကြီးရှစ်ထက်ရှိတယ်။ငရေတစ်ထက်တိုင်းရဲ့အရက်လေးမျက်နှာတိုင်းမှာဥတ္တဒငရေငေ၅မျိုးရှိတယ်။အဲ့ဒီငရေငေ၅မျိုးကပင်ပုတ်ငရေပြပူငရေလက်ပံတော်ငရေတန်လျက်အရွယ်ရှိသောအတိပတ္ထတစ်ပင်တော်ငရေအဆူးရှိသော ကျိန်ွယ်တို့ဖြင့်ပြူးပြွန်း၍တန်ရီဘူးကြီးရီဘူးတို့ဖြင့်ပြည့်နေသောဖတ်ထရဏီမြင့်ငရဲတွေဖြစ်တယ်။ငရဲကြီးတစ်ထက်အရက်လေးမျက်နှာအတွက်ငရဲငယ်ပေါင်း20ရှိပြီး ငရဲကြီးရှစ်ထက်မှာငရဲငယ်ပေါင်းတရားနှစ်မှ60ကဝိုင်းထားသဘောအဘညံဤအကြောက်ကပူကြီးလာသည် အမလီအမလီအမလီတဲဆိုးပါလားငါသိရင်ဘယ်ငရဲများရောက်မလဲ အပညာဇောချွေးများပင်ပြန်လာသည်ထိုစဉ်ဦးမြဘေးမှလူငယ်တဦးကအဖမြဆောစောကပြောတဲ့ဒုစရိုက်စေပါမှာသူရာမေရိယအယက်တောက်တာမပါတော့အယက်တောက်တာက မကောင်းတဲ့အချက်မဟုတ်ဘူးပေါ့ဦးမြမှာအငိုက်အထုခံလိုက်ရတယ်လို့ရှူးရှူးရှာရှာဖြစ်သွားသည်အေးမင်းတို့လူငယ်တွေကကြမ်းကြမ်းဖန်ဖန်တွေ့တတ်တယ် ဒုစရိုက်၁၀ပါးမှာအရက်တောက်တာမပါတာတော့မန်တယ်။ဒါပေမဲ့လူကျင့်ဝတ်အခြေခံပြင်စတိလ၅ပါးမှာတော့ပါတယ်ကွာ။သူရာမေရယမြစ်ဆပမာတဋ္ဌာဏကံကြောင့်ခံရတဲ့အဖြစ်ကိုဟောတယ်လို့ဆိုထားတယ်။ပြင်စဇာတိတတန်ရခေါ်ပြင်စဇာတိနံသူနောအုံမတကာအနာစာသူရာပါဏတဒောရကလို့ ဖွင့်ဆိုထားတယ်။သူရာပါတာတီရီအရှက်ဘိန်ကင်းစေးချောင်းတထောက်မာဖီးယားစေးဝါမူးရစ်စေးတက်သောရစ်အမျိုးမျိုးအစားစားတောက်စားပြုတ်လုချင်း၏ဒေါ်တကာပြုတ်လုတောက်စားထိုးသူများတို့ရောက်ငားမချို့ အပြစ်တို့ဒီကရက်ခေါ်စာမြက်သားဆောင်းမန်ပြင်းထန်ဟူဟူအစားကျူးတဲ့ဘလူးအဖြစ်တည်လေ ပြင်စစာတိတတန်အဖန်900သူနောစာခွေးအဖြစ်တည်လဲပြင်စစာတိတတန်အဖန်900ဇာရိတန်ဇာယန်တိစင်စစ်မသွေးဖြစ်ရပေကုန်ဤအုံမတကားစစိတ်ကောင်းမကူအများထက်ထူး၍အယူဟုသမျှဖြစ်ရချင်းတို့သည်လဲအနန္တအတိုင်းမသိဖြစ်လေကုန်ဤအေတံဤသို့ဖြစ်ရချင်းသည်သူရာပါနတ္တ တီအရက်စတီမြောက်ကိုတောက်စားခြင်းဤဒေါ်တကာအပြစ်ထုတ်ပေးသည်တဲ့အရက်တောက်တဲ့သူဟာဘလူးခွေးအယူဖြစ်မဲတဲ့အဘညာစိတ်ပူရပြန်ပါပြီငါးကြီးတွေကြီးကြီးမားမားဖမ်းမိလေအဖိုးကိုငါးဦးနဲ့အရက်ကို၄ဦးမှတင်မြောက်ပတ်တာခဲ့ရသည်ထိုအခါအဘညာအရက်တောက်မိဤထိုအပြစ်ကြောင့်ယူများယူသွားလိမ့်မည်လားခွေးတို့ဘလူးတို့ပင် ဖြစ်လိမ့်မည်လားတစ်ချိန်တစ်ခါတောက်မိတာတော့ချမ်းသာပေးတံကောင်းပါရဲ့လေ တို့လိုအရက်သမားတွေကလည်းအများကြီးပဲဟာအဖညာကမိမိဖာသာမိမိစိတ်ဖြစ်ရသည် တွေးမိတွေးရာတွေးနေစဉ်ဦးမြကအဖညာအားကောက်ခါငင်ခါမေးလိုက်သည်ဟေးဖုန်ညာဘာငေးနေတာလဲကွာမင်းတို့အလုပ်မရှိလို့လောက်ရတာပဲမဲ့မလုပ်တင်ဘူးဒီပြန်လုပ်တွေရှိသားကွာပြားဖို့တားထိုးမရခိုးမုတ်ဆိုးတငါလူရုပ်မာတဲ့တက်နိုင်ရင်တော့အခြားအလုပ်ပြောင်းတင်နေတယ်ထင်တယ်ကွာ ပြောင်းတော့ပြောင်းချင်တာပေါ့မောင်မရငါမှအရင်ဒီမှမရှိပဲမင်းမင်းကအရင်အဒီထုတ်ပေးပါလို့ငါပြောသားပဲကွာအဖညာကမရေတရေနဲ့ပြန်ပြောလိုက်သည်သူအခါဦးမြကပြန်မဖြေတော့သူ့စကားကိုသာဆက်လိုက်သည်ကတပမြစ်စွာဖရာသာသနာတော်တဲကရာဇဂျူသားနောတတမဂောဂါရဆိုတဲ့သူဟာဗုဒ္ဓမြစ်စွာဖရာလက်ထက်အထိအယုဆက်ပိတ်တာဘဝနဲ့ဂျီလင်တာဆွန်ရဲရိုရဲ့အထုအတုကို လင်းတာနှုတ်တိတတန်းရှိတဲ့တပ်ပပါဒီဂိစခုတောင်ချေအနီးကောင်းကင်ရံမှာခံရရတာကိုအရှင်လက္ခဏနဲ့အရှင်မောက်ကလန်တို့ကတွေ့ရတယ်။ဒီအဖြစ်ကိုအကြောင်းပြုပြီးရာဇဂျူပြည်ဝေလူဝန်ကျောင်းတော်မှာတည်င်းသုံးနေတဲ့ဗုဒ္ဓမြတ်စွာဘုရားကနောတက်မိတဲ့မကောင်းမှုကြောင့်ယခုအထိခံရကြောင်းကိုအတိတ်ဆုံးဖြီးဟောဖူးတယ်ကွာ။ပါဏာတိပါတာကံဟာအတော်ဆိုးတကွာနော်။အပညာဘာမြပြန်မပြောတော့ အခြားအလုပ်ပြောင်းလုပ်ရမည်မှာလည်းမကျွမ်းကျင်အရင်အနည်းကလည်းမရှိဥမြထန်းအရင်အနည်းအကူညီတောင်းပါကလည်းကြောက်ခဲကိုညှိ၍စီထွက်ချင်သာထွက်မည်ဥမြထန်းမှအရင်အနည်းကိုမရနိုင်ကြောင်းအဘညာကောင်းကောင်းသိပါသည်ထိုနေ့ကမရွှေမလန်းနှင့်ဖိုးစုံအတုပမှာအဘညာအိမ်သို့လေးကွေးစွာ ပြန်ခဲ့သည်နက်နက်လင်းလင်းဥမြစကားကိုခဏမှိထားရသည်မမေ့၍လည်းမဖြစ်ဝမ်းရည်ကရှိသေးသည် အဘညာရင်တွန်းကိုဆွဲပြီးအေယဝရီမြစ်ကမ်းတစ်လျှောက်ပဇွန်ဖမ်းရန်ထွက်ခဲ့ရသည်မိပါ၏ကြောက်ပဇွန်ပဇွန်ဖြူမောက်တူမောက်ရှိစသောပဇွန်အမျိုးမျိုးသောမကငဖယ်ကလေးများငခွန်ချမ်းငလူတို့သောအဘညာအခါတိုင်းလိုငားရ၍မပျော်ရွှင်ပါညများရတော့အသက်များများသေးသည်ဥမြဤစကားများအဘညာဤနာမယခုတိုင်မထွက်သည် ပြတ်ဖို့တာထူမရာကို မုတ်ဆိုးတငါလူယုတ်မာတဲ့မရခိုးယုတ်မာမှုဒီကိုတော့အပညာချွင်းချက်မရှိသဘောတူပါ၏ထောက်ခံပါ၏သို့သောပြဖို့တမားကြောင့်ယဟန်တော်များနဲ့တက်ကြီးရွယ်အိုများပြားရီကိုစေဝါအဖြစ်သုံးစွဲနိုင်ပါသည်တာထိုးမှာဟင်းလျာအစာအာဟာရအတွက်မွေးမြူရေးကိုနိုင်ငံတော်ကပင်အားပေးနေပါသေးသည်အပညာတို့လိုမုတ်ဆိုးတငါများကခေါ်မုတ်ဆိုးကလူသားများကိုအာဟာရဖြစ်တင်ပေးနေသည် တငါကလည်းအဟာရကိုပင်ဖြစ်တင်းပေးနေသော ရေလုတ်သားကြီးများပင်မဟုတ်ပါတော့ဘယ်မှာလဲလူရုပ်မှာလီထိုးလှော့တိုက် လူမိုက်အားကိုးဟူ၍ကာယလုတ်သားကြီးများကိုစော်ကားထားသောစကပုံများပင် ရှိနေသည်သည်အဘညံတို့ကမိမိအင်အားကိုယူသားစွာအသုံးပြု၍ဘဝတူလူတက်တော်များ၏အကျိုးကို ဆောင်ပေးနေပါ၏ဥမြတို့ကကောမွေးတီမှဆ ảy ၍ယနေ့အထိအလုတ်ကိုပြစေရမရှိဘူး မိဘလက်ထက်ကစဘာပေးပေးသည်လေထောက်ခဖြင့်စားသည်ဥမြလက်ထက်တွင်တိတ်တိတ်ပုံရွှေပောင်းခံသည်ဝေတူးပေး၍ချေငါစားသည်အပေါင်ပစ္စည်းမပေးနိုင်သောအဖညံတို့လိုငမွေးငေးတငင်းချင်းများပင်ဖြစ်ပါစေခြူပြားတစ်ချက်မှပေးလိမ့်မည်မဟုတ်ဥမြမှာတော့ချွေးလည်းမထွက် လက်ကြောလည်းမတင် အချိန်အားရသမို့ဥမြကစားတတ်ပေးတတ်ပြောနိုင်ခေါ်နိုင်သည်အဖညံမှာတော့ပုံခိုင်းရိုင်းရိုင်းနဲ့နှိုင်းရလီ ွေးအကြီးလဲနေတကယ်တော့ခံရတယ်လို့သို့တော့ဘယ်သူက လူလောကအတွက်အရာဝင်ပါသနည်းအဖညာသည်တွေးရင်ငေးရင်စိတ်ရှုပ်ထွေးလာသည်ယင်တွန်းကိုလည်းမတွန်းလို့တော့ယင်တွန်းလုပ်ငန်းကိုခဏနာပြီးကမ်ပါဆက်ရှိညောင်ပင်ကြီးအောက်တွင်အနားယူလိုက်သည်ညောင်ပင်ပေါ်မှဝေသားလီပြိုင်တအုပ်သည် သူတို့ဤလေတန်းရှိရှိကြီးများကိုဆန့်၍သူတို့ဤအတောင်ဖြူဖြူကြီးများကိုဖြန့်၍တကီးကြီးဖြင့်အောင်မြင်နေသည် ထိုစဉ်တွင် ရောင်ပင်ကြီးနှင့်ဖလက်ပကန်းဂန်ပါဆက်အိမ်တအိမ်မှចောင်းသားတယောက်ဖြစ်ဟန်တူသော လူငယ်တဦး၏အတန်ကျဲကျဲဖြင့်ဖတ်ရွတ်နေသောကြပြားတစ်ပုဒ်ကိုနားဆွင့်ထောင်းလိုက်မိ၏လူငယ်ဤကြပြားရွတ်တမ်းမှာရှင်းလင်းပြတ်သားကြည်လင်လှပါ၏ဓမ္မတာဝနာဓမ္မဒေသနာဖြစ်စိန်ငါဟုညံပါကင်ဖတ်စုကိုညှိပြင်းလင်တပိဓမ္မတသင်္ကဟေ တကြူကိုပိုက်တိုင်းလို့ကိုပိုင်းလုံးမွေခဲ့သည်စေရီမူလှပညာရှိငါဟဲ့နော်လို့အာဘောကိုပြပင်းနေမာနဖိစီ မနီးမနောတယောက်နဲ့တယောက်အာဘောအောင်ပြောချာတောမနတသဟဂုလက်ဖက်က၃လေးစုံဒိဋ္ဌကတ သမယုံစက်တွန်ကျော်များများနဲ့ဘိုက်ကားအောင်တုတ်ပြေးလင်တယုတ်များကွဲလီဟန် လက်လေးတလောက်စာတူကိုဝိဂျူရီချင်းပြေးလင် အငင်းကကြောက်ခွဲတန်မာနဂုံသူကို၍ဖြတ်ထိုးနှင့်တညံညံဒီကကြောလက်တန်းမှာအာဝဇွမ်းမောက်ရှံ၍ဘလောက်ဆန်စုကြွမျက်စိနော်ဓမ္မဆက်ကိုဇက်စကားရောရှက်လို့ဖြတ်သူကလည်းအတန်တန်ရူပန်ဘူတက်ပါတဟာပေတပိန်တော်ကွန်ကောစီကိုချတော့အခုလင်းအလူရှင်ပြင်ခဲ့ပြင်ခဲ့အရွက်ကျန်းလက်ဖက်မဲကို စီရွှဲရွှဲပလှဲ့၍ကဲ့ရဲ့သူကလည်းတမောက်ဟိုးအိမ်ဦးတထောင်ကအိုးចောင်းတကာဖះတကာမေးလေရတွင်ပညာနှိတည်ခန်နီးတလီ အလက်စီနဲ့လစ်စီတဝလူအပေါင်းတို့စိတ်ခွာအောင်ကံဓာရညင်ကြသည်ကရွတ်ကင်းပုံတစ်ချက်တချို့သောသူတို့ကမိစာညံခုဖဲ့၍အနက်ကိုလည်းမသိ ပညာရှိငါတစုဖြစ်လေသည်ဟုတတိဟု အလူမသာရှိလေရာတွင်လေကာဝါကြွားလက်ဖက်စားသည်ဖျားမကြိုက်တဲ့လူစုသည်ဤကပြကိုဥပုံညဆက်စုခဲ့သည်ဖြစ်ကြောင်းအဘညံမသိပါတို့တော့အဘညံဤရှုပ်ထွေးနေသောစိတ်ကူမူတမဟုတ်ချင်းရှင်းလင်းကြည်လင်သွားစေသော ကပြတပုတ်ပြီးတကားဟုတ်သည်ဖျားမကြိုက်သော လူတစုကဘယ်သူတွေများပါလိမ့်ရွှေပေါင်းခန်း ်ငွေတိုးပေးပြီးဖျားစကားတရားစကားပြောနေတော့ဥမြတို့လူစုပင်လုံးအကုတ္တအလှုပ်ကြောင်းနောက်တမလွန်တွင်အပြစ်ရလင်းခါစီခံရမည်အရင်မဲ့မရှိစင်းရဲ၍တငါအလှုပ်ကိုလုံနေရသောအဘညာတို့လူစုပင်လုံးသုံးလောကထွတ်သာဗုဒ္ဓမြတ်စွာဘုရားသာလင်းတတော်တင်ရှားရှိသေးမည်ဆိုရင်အဘညာကဗုဒ္ဓ၏ခြေတော်အစုံကိုဥတိုက်၍တင်လျှောက်မေးမြန်းလိုက်ခြင်းစံပါပြီ။ ဖယားမတိုက်တဲ့လူစုဟာဘယ်သူတွေပါလိမ့်အရှင်ဖယားရှုမဝရုပ်စုံမဂ္ဂဇင်း1980အဆုံးအထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့သူတူတယောက်ချင်းစဉ်ကိုအထူးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်မှလည်းစိတ်ဝင်စားစရာအခန်းစစ်တွေကိုဆက်လက်ပြီးဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက်ဆုံးမြောနားဆင်ပေးကြပါဦးနော်။